ဒီနေ့တော့နောက်ဆုံးရစစ်ရေးသတင်းတပုတ်နဲ့စပါမယ်။အာရခတက်တော်အေအေကပဲခူးတိုင်းပရောင်းမျိုးနယ်မှာရှိတဲ့စစ်ကော်မရှင်ရဲ့အရေးကြီးတဲ့စခန်းတစ်ခုကိုတင်ပိုက်ရရှိထားပြီဖြစ်ပါတယ်။အဲ့ဒီစခန်းကတော့0.63လုံး666ကုန်းပဲဖြစ်ပါတယ်။အေအေဟာအော်တိုဘားလ14ရက်နေ့ကစပြီးတော့3နာရီအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စခန်းတစ်ခုလုံးကိုတင်ပိုက်လိုက်နိုင်ပြီဆိုတာကိုတော့အော်တိုဘားလ15ရက်နေ့ညမှာထုတ်ပြန်ပါတယ်။စစ်ရေးစောင့်ကြည့်နေသူတွေရဲ့ပြောပြချက်အရာ ဆိုရင်ဒီ63လုံး point 3စခန်းဟာကပ္ပစ16ဆက်ယုံကို မရောက်ခင်ပေါ့လေဒီရခိုင်ယူမနာကစီရေးအရအချက်ချာကြတဲ့အခိုင်အမာစောက်ထားတဲ့ရှေ့တန်းကာကင်းစခန်းဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်အေးအေးအတွက်တော့အရေးကြီးတဲ့အတားအဆီးတစ်ခုကိုဖြတ်ကျော်နိုင်လိုက်တာလို့သုံးသပ်ကြပါတယ်လက်ရှိမှာတော့ရခိုင်နဲ့ဆက်ဆက်နေတဲ့ပဲခူးမကွေးနောက်ပြီးတော့အေဟာရီတိုင်းအဆက်ကနေရာဒေသတွေမှာတိုက်ပွဲတွေနဲ့ဒီဖြစ်နေ ်နေပြီးတော့ပေါ့လေတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကလည်းနေတိုင်းလူလူရှိနေပါတယ်အထူးသဖြင့်တော့နယ်ရေကန်ဗျူဟာကုန်းမှာလက်ကျန်နဲ့နေရာတွေအပြင်ပေါ့လေအဲ့ဒီကုန်းရဲ့လက်ကျန်နေရာတွေအပြင်စစ်တွေမျိုးပတ်ဝန်းကျင်နေရာတွေမှာပါတိုက်ပွဲတွေကနေတိုင်းလူလူပြင်းထန်နေတာပဲဖြစ်ပါတယ်တနင်္သာရီတိုင်းဘက်ကိုတစ်ချက်လှည့်ရအောင်ပါဒဝယ်မျိုးနယ်ထဲမှာဒီလက်နက်ခဲယမ်းတွေပို့ဖို့လာတဲ့စစ်ကော်မရှင်ရဲ့စစ်ကြောင်းတစ်ခုကိုဒဝယ်အမျိုးသားလွတ်မြောက်ရေးတပ် က်တော့ DNLA ကဒုကရစစ်တောင်းရဲ့ဒီတိုက်ခိုက်မှုကိုခံခဲ့ရပြီးတော့စစ်သား9ယောက်တိဆုံသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကတော့အောက်တိုဘာလ23ရက်နေ့ကတဝယ်မြို့နယ်မောင်မဲရှောင်ရွာနားမှာဖြစ်ပွားခဲ့တာပါ။ အင်အားတရာလောက်ရှိတဲ့စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာရေဖြူဘက်ကိုလက်နက်ခဲယမ်းတွေပို့ဖို့ထွက်လာတဲ့အချိန်တိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်။ဒုကရစစ်ကြောင်းတာဝန်ရှိသူရဲ့ပြောပြချက်အရတော့စစ်ကော်မရှင်ဘက်က9ရောက်တည်ဆုံပြီးသူတို့ဘက်ကတော့ထိခိုက်မှုမရှိဘဲစုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ပွဲတွေကြောင့်ရေးတဝဲလမ်းမပေါ်ကရွာကြီးတရွာဖြစ်တဲ့ဒီမောင်မဲရှောင်းရွာကရွာသားတွေဟာတနစ်ကျော်အကြာရွာလုံးကျွတ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြ စေဖြစ်ပါတယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်ထဲမှာဒီတိုက်ပွဲတွေမှာပေါ့လေပြင်းထန်နေတဲ့အချိန်အာစစ်ကော်မရှင်တပ်ပတ်ကနေဂါရိုကော့တာတွေကို လေကြောင်းပစ်ကူအဖြစ်ပထမဆုံးအကြိမ်စပြီးတော့အသုံးပြုခဲ့ပါတယ်အော်တိုဘားလာ၁၂ရက်နေ့ကစလို့ဒီတော်လရင်အားစုတွေဟာအာဝက်လက်မြို့နယ်ရွာသားကြီးရွာကစစ်စခန်းကို ထိုးစစ်ဆင်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲတွေမှာဂါရိုကော့တာနဲ့စစ်ကော်မရှင်ဘက်ကလာပြီးတော့ပစ်ခဲ့တယ်လို့ဆိုပါတယ်စစ်ရေးတည်င်းအရေးမြစ်တွေရပြောပြချက်အရာ ကတော့ဒီမုံရွာနမခကနေဂိုင်ရိုကော့ပတာ3စီးဟာအော်တိုဘာလ14ရက်နေ့မှာတရက်တည်းကိုပဲဒီ3ချိန်လောက်ထိဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်နောက်ရက်အော်တိုဘာလ14ရက်နေ့အထိပါဆက်ပြီးတော့အာတိုက်ခိုက်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်အာစစ်ကော်မရှင်တပ်ကကုန်ကြစိတ်နှဲပါတယ်ပါရာမော်တာလို့ယင်တွင်အပြင်အခုလိုမျိုးပြန်တန်းနှုံးအာပို့ပြီးတော့မြန်တဲ့ဂိုင်ရိုကော့ပတာတွေကိုပါမြေပြန့်ဒေတာကတိုက်ပွဲတွေမှာအာပို့ပြီးတော့ခက်စ ိတ်စိတ်တုံးလာနေတာကိုတွေ့ရပါတယ်။ စစ်ကော်မရှင်တပ်ထဲမှာရောက်နေတဲ့ပြည်သူစစ်မှုရန်တပ်သားတစ်တွေဟာခွဲခြားဆက်ဆံတာနဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကိုအထူးကခံစားနေကြရတယ်လို့တော်လိုင်းရေးအဖွဲ့ရေးစီကိုခုလုံလာတဲ့သူတွေက ဖွင့်ဟပြောဆိုလာပါတယ်။ဂရင်းနီပြည်ဒီမော့ဆိုတိုက်ပွဲကနေဂရင်းနီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF အဖွဲ့စီမှခုလုံလာတဲ့တပ်သားတစ်တယောက်ရဲ့ပြောပြချက်အရဆိုရင်တပ်ထဲမှာဒီအရာရှိတွေရဲ့ဖိနှိပ်မှုတွေအပြင်တပ်သားအချင်းချင်းကြားမှာလည်းအနိုင်ကျင့်တာ ွေအများကြီးရှိနေတယ်လို့ဆိုပါတယ်။ပို့ပြီးတော့ဆိုတာကတော့ဒဏ်ရာရတဲ့တပ်သားတစ်တွေကိုအချိန်မီပေါ့လေဈေးကူတာခွင့်မပေးပဲအနာမကျက်သေးတဲ့အချိန်မှတော့မှစစ်မြေပြင်ကိုပြန်ပြီးပို့တာမျိုးတွေနောက်ပြီးတော့အာစစ်မြေပြင်မှာကြဆုံသွားခဲ့ရင်လည်းမိသားစုကိုအတိမပေးပဲမြေမြုပ်ဖြစ်တာမျိုးတွေကိုလုပ်နေတယ်လို့သူကဖွင့်ဟခဲ့ပါတယ်။ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့မှတ်တမ်းတွေအရာဆိုရင်တော့စက်တမလာထဲမှာအလင်းဝင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်69ယောက်တဲက 41ယောက်ဟာဆိုရင်စစ်မှုထမ်းတပ်သားအစ်တွေဖြစ်နေတာကိုလည်းတွေ့ရပါတယ် ချင်းပြည်မှာစစ်ကော်မရှင်ရဲ့လေကြောင်းအကြမ်းဖက်မှုတွေဟာတိတိတသားမြင့်တက်လာနေတဲ့အတွက်ချင်းလူခွင့်ရေးအဖွဲ့ CHR ကဒီနိုင်ငံတကာကိုအရေးပေါ်တောင်းဆိုချက်တွေထုတ်ပြန်လိုက်ပြီးတော့တောင်းဆိုထားပါတယ်။အဲ့ဒီတောင်းဆိုချက်တွေကတော့မြန်မာအခြေအနေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဒီ ICC ကိုချက်ချင်းလွှဲပြောင်းပေးဖို့နောက်ပြီးတော့ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့ရေးနဲ့လေရင်စီချက်ချင်းပိတ်ပင်ပေးဖို့လို့ပါဝင်ပါတယ်။ ဒီလိုမျိုးတောင်းဆိုရတာဟာအောက်တိုဘာလ23ရက်နေ့ကဒီဟာခါမြို့နယ်ထဲမှာရှိတဲ့ဗန်ဟားရွာကအစတင်ចောင်းကိုဘုံကျဲတက်ခိုက်ခဲ့လို့ចောင်းသား2ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အပါအဝင် အရက်ပဲပြစ်မှတ်တွေတိုးပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အတွက်ဖြစ်ပါတယ်။ CHRO ရဲ့မှတ်တမ်းတွေအရဆိုရင်စက်တမလကုန်ကနေဒီအောက်တိုဘာ23ရက်နေ့အထိပေါ့လေလေကြောင်းတိုက်ခိုက်ခံရမှု6ကြိမ်ထဲမှာကလေး6ယောက်အပါအဝင်စုစုပေါင်းဒေသခံ9ယောက်သေဆုံးပြီးတော့ 33ရောက်ဒဏ်ရာရခဲ့တာတွေရှိခဲ့ပါတယ်။